Infinite Phone တွေမှာပါတဲ့ Amazfit feature ငါကိုဒီနေ့မှပြောပြပေးမယ်။မိတ်ဆွေက Infinite Phone ကိုင်တဲ့လူဆိုရင်ဒီ video ကမိတ်ဆွေတက်အရန်ကိုအကျိုးရှိမှာသိကြတယ်။အဲ့တော့ဘယ် feature တွေပါမလဲဆိုတော့ကျွန်တော်တို့တူတူကြည့်လိုက်အောင်။ပထမဆုံးတစ်ခုကတော့ Infinite ရဲ့ Foldless ။အာဒီ feature ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော် iPhone တွေမှာပါတဲ့ Siri လိုပဲပေါ့နော် AI assistant တခုအာဒီ Foldless ကဘယ်လိုမျိုးအလုပ်လုပ်တာလဲဆိုတော့ကျွန်တော်တို့ Hey Foldless လို့ခေါ်ပြီးတော့ကိုခိုင်းနေတာခိုင်းလိုက်ပါရတယ်။ ဥပမာ hey fullet take a screen shot လို့ hey fullet open youtube လို့ဒီလိုမျိုးကြိုက်လို့ခိုင်းလို့ရတယ်ဗောနော်ပြီးကြတော့ဒီ fullet ထဲမှာကျွန်တော်တို့ content creation နဲ့ပတ်သက်တဲ့ AI assistant လို့ကျွန်တော်တို့ communication နဲ့ပတ်သက်တဲ့ AI assistant လို့ဒီလိုမျိုးအသုံးဝင်တဲ့ AI assistant တွေပါတယ်ဒါလေးကိုဘယ်လိုဖွင့်ရမလဲဆိုတာကိုအခုပြောပြပေးပါမယ်ဒီ feature လေးကိုဘယ်လိုဖွင့်ရမလဲဆိုတော့ကျွန်တော်တို့ပထမဆုံး setting နဲ့ဝင်မယ်ပြီးကြတော့ကျွန်တော်တို့ fullet ထဲဝင်မယ်ဗောနော်ဒီ white ကျွန်တော်တို့ fullet white ထဲဝင်မယ်ပြီးတော့ white wake up ကိုနှိပ်မယ် ဒီမှာတော့ကျွန်တော်စားတဲ့ on ထားပေါ့နော်ပုံမှန်ဆိုတော့ပိတ်ထားမှာမိတ်ဆိုတော့ on လိုက်ပေါ့နော်ပြီးကြတယ် record အခဲကိုနှိပ်လိုက်ပြီဆိုပြီးကျွန်တော်တို့ hey folder ဆိုပြီးတော့ကြိုက်တာခိုင်းလို့ရတယ်နောက်ပြီးတော့ကျွန်တော် folder app ထဲမှာကျွန်တော်ခုနကပြောခဲ့တဲ့ content creation နဲ့ပတ်သက်တဲ့ AI assistant တွေကျွန်တော်တို့ social assistant တွေကိုလည်းသုံးလို့ရတယ်ပြီးကြတော့ကျွန်တော် pair ဆိုရဲကျွန်တော်တို့ AI girlfriend လေးပေါ့နော် သူနဲ့လည်းပြင်းစကားတော့ပြောလို့ရတယ်သူကတချင်းနေပါဆိုတတ်တယ်အာတတွေပါလည်းပြောတတ်တယ်ပေါ့နော်နောက်တစ်ခုကတော့ power boost အရင်တော့ဒါကို power မာရသွန်လို့ခေါ်တယ်ပေါ့နော်အာတကယ်တမ်းတော့ဒါ battery saver ပဲ battery saver ဆိုတဲ့အတိုင်းပဲကိုကဖုန်းအားမရှိတော့တဲ့အချိန်ဒါမှမဟုတ်ကိုကဖုန်းကအားသွေးမှုအဆင်မပြေတော့တဲ့အချိန်မှာဆိုရင်ဒါလေးကိုဖွင့်ထားလိုက်မယ်ဆိုရင်ပုံမှန်ကိုဖုန်းကအားတစ်နာရီပဲခံရမယ့်အနေထားမှာနှစ်နာရီလောက်ခံသွားလိမ့်မယ်အဲ့တော့ဒီ powerful feature လေးကိုဘယ်လိုဖွင့်ရမလဲဆိုတာကိုအခုပြောပြပေးပါမယ်ဒီ feature လေးကိုဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ် ကျွန်တော်အောက်လေးကိုနည်းနည်းလေးဆွဲချပြီးတော့ကျွန်တော်တို့ battery and power saving ဆိုတာလေးတွေ့လိမ့်မယ်။အဲ့ထဲဝင်မယ်။ပြီးကြရင် power boost ဆိုတဲ့ feature လေးကိုတွေ့ရလိမ့်မယ်။ဒီမှာ turn off တော့ဖြစ်တယ်ပေါ့နော်။အဲ့ဒါကိုကျွန်တော်က turn on ပေါ့နော် enable power boost ကိုနှိပ်လိုက်ပြီးဆိုရင်ကျွန်တော်တို့ကျွန်တော်အပေါ်မှာပြောခဲ့လို့ပဲကိုဖုန်းကပို့ပြီးတော့အားကြာကြာခံပါပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ infinite phone တွေမှာကကို imagine နဲ့ application တို့ document တို့ video တို့ photo တို့ recording တို့တနေရာထဲမှာ hide လို့ရတယ်ပေါ့နော်။ အခြားဖုန်းတွေမှာလည်း hide လုပ်ရတယ်။ဒါပေမဲ့အခြားဖုန်းတွေမှာက application တစ်ခုပဲ hide မယ်ဆို application တစ်ခုတက်တက် hide ရတယ်။ video hide မယ်ဆို video တက်တက် hide ရတယ်။ဒီ infinite မှာကြတော့အဲ့လိုမဟုတ်ဘူး။တနည်းအားဖြင့်မှာအလုံးကို hide လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ပို့ပြီးတော့လည်း mic တလို့တကယ်လည်းအသုံးဝင်တယ်။ဒီ feature လေးကိုဘယ်လိုဖွင့်ရမလဲဆိုတာကိုအခုပြောပြပေးမယ်။ဒီ feature လေးကိုဘယ်လိုသုံးရမလဲဆိုတော့ပထမဆုံးကျွန်တော်တို့ home screen မှာဒီလိုလေးလက်နက်ချောင်းလေးနဲ့လှုပ်လိုက်မယ်။ပြီးတော့အောက်မှာ setting ဆိုတာလေးပါပါပေါ့နော်။အဲ့ထည့်ဝင်မယ်။ပြီးတော့ hidden app ဆိုတာလေးကိုတွေ့လိုက်မယ်။အဲ့ထည့်ဝင်မယ်။ ဒီမှာကျွန်တော်ကပတ်တန်ကိုတစ်ခါတည်းထားဖို့ပါပေါ့နော်မိတ်ဆွေတို့ကတော့ပြန်ထားမယ်အဲဒါဆိုရင်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ပုံနေဗီဒီယိုတွေ application တွေ recording တွေ document တွေကိုတနေရာထဲမှာ hide လို့ရပါပြီဒါ convenient တော်တော်ဖြစ်တယ်ပေါ့နော်ခြားလူတွေလိုမျိုးကျွန်တော်တို့တနေရာဒီမှာ hide နေစားမလို့ဘူးကိုကတနေရာထဲမှာ hide တော့ပို့ပြီးတော့မိုက်တာပေါ့နောက်တစ်ခုကတော့ exclone အာဒါလေးကဘယ်လိုလုပ်ပေးရလဲဆိုတော့ဥမာကျွန်တော်ရှိမှာ Facebook account နှစ်ခုရှိတာတို့ Viber account နှစ်ခုရှိတာတို့အာဒီလိုမျိုးဆိုရင်ကျွန်တော်ကဒီ Facebook တို့ Viber တို့ကို application နှစ်ခုဖွဲပြီးတော့တသက်စီထားလို့ရတယ် ဒီ feature လေးကိုဘယ်လိုဖွင့်ရမလဲဆိုတာကိုအခုပြောပြပေးပါဒီ feature လေးကိုဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ်ကျွန်တော် audio ကိုနည်းနည်းဆွဲချပြီးတော့ special function ဆိုတာတွေ့ရမှာပေါ့နော်အဲ့ဒါကိုဝင်လိုက်မယ်ပြီးကြတော့ဒီမှာ x clone ဆိုတာလေးတွေ့လိမ့်မယ်အဲ့ဒါဆိုရင်ကို jewel လောက်ချင်တဲ့ application တွေကိုလုပ်လို့ရပြီဒီမှာတော့ recommendation အနေနဲ့ကျွန်တော်တို့ facebook တို့ instagram တို့ messenger တို့ရှိတယ် ကိုအဲ့လိုမှမဟုတ်ဘူးအခြား application တွေကိုကျူရလောက်ချင်တယ်ဆိုရင်လည်း prime mode ad ထဲဝင်ပြီးတော့လုပ်လို့ရတယ်နောက်တစ်ခုကတော့ thief alert ဆိုတဲ့တခိုးဖမ်းတဲ့ feature လေးပေါ့နော်ဒါလေးကဘယ်လိုလုပ်လာလဲဆိုတော့ကိုကဖုန်းကိုအားသွင်းထားတာဒါမှမဟုတ်ငချက်တက်ပြီးတော့တချင်းနှားထောင်နေတဲ့အနေအထားမျိုးမှာအခြားလူတယောက်ကကိုမသိဘဲနဲ့ကိုအားသွင်းချိုဖြုတ်လိုက်တာတို့ကိုနှစ်ချက်ချိုဖြုတ်လိုက်တာဆိုရင်ဒီဖုန်းလေးကအဲ့လိုတီတောင်တီတောင်ဆိုအတန်နေမီတော့ပေါ့နော်အဲ့ခါကျရင်ကိုကတကယ်တကယ်ကပိုင်းနိုင်ခံနေရတဲ့အနေအထားမျိုးပါဆိုရင်အနည်းနဲ့များဒီ feature လေးကအကူအညီပေးလိမ့်မယ်အဲ့တော့ဒီ feature လေးကိုဘယ်လိုမျိုးဖွင့်ရမလဲဆိုတော့ ခုပြောပြပေးပါမယ်ဒီ feature လေးကိုဘယ်လိုမျိုးတောင်းအောင်လဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ်ပြီးတော့ audio နည်းနည်းဆွဲချပြီးတော့ password နဲ့ security တွေဝင်မယ်ပြီးတော့ mobile anti thief လားလေးကိုထပ်ဝင်မယ်ပြီးကြတော့ thief alert လေးကို open နှိပ်လိုက်ရင်ရပါပြီဒီမှာတော့ကျွန်တော်တို့ screen lock ခတ်ခိုင်းနေပါတော့ကျွန်တော် screen lock လေးခတ်လိုက်မယ် button နဲ့လှုပ်လိုက်ပါမယ်ဒါဆိုတော့ရပါပြီဒီလိုမျိုးဆိုရင်ကျွန်တော်တို့ဖုန်းအားသွင်းနေတဲ့အချိန်ဒါမှမဟုတ်ကျွန်တော်တို့တခြင်းလက်ချမ်းနဲ့တခြင်းနှာထောင်နေတဲ့အချိန်မှာ အသွင်းကြိုးတွေပြုတ်သွားတယ်ဆိုရင်အတန်တွေကတီတောင်တီတောင်ဆိုရောကိုဖုန်းတွေကညီမာပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာတော့ infinite phone တွေမှာပါတဲ့ amiza feature လေး၅ခုကိုပြောပြပေးကြတာပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့လည်းအခြားသောနေ့တွေမှာ amiza feature လေးတွေအကြောင်းပြောပြသွားမှာမလို့ကျွန်တော်တို့ page ကို like and subscribe လုပ်ခဲ့ပါအောင်လို့ပြောနေပဲအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်အောက်ခတ်ပါ